တတရားဥပဒေတာလွယ်ကူအောင်ပြုလုပ်ပါ ဖြင်းညင်းစွာ ရှောက်လှမ်းပါသို့သောဘတော်မှနောက်ပြန်မဆုတ်ပါနဲ့အတန်းတက်တဲ့ပထမဆုံးနေမှာ Jerry Usman အမည်ရှိတဲ့ Florida တက္ကသိုလ်ကပေါမုတ်ကဟာ ရုပ်ရှင်ဓာတ်ပုံပညာသင်ယူနေတဲ့သူ့ចောင်းသားတွေကိုအုပ်စုနှစ်စုခွဲလိုက်ပါတယ်။အဲ့ဒီအုပ်စုနှစ်စုကအရေးအတော့အုပ်စုနဲ့အရေးအချင်းအုပ်စုဆိုပြီးတော့ဖြစ်လာပါတယ်။စာသင်ခန်းရဲ့ဝဲဘက်ချမ်းမှာရှိတဲ့အုပ်စုကိုအရေးအတော့အုပ်စုအဖြစ်သတ်မှတ်လိုက်တယ်။အဲ့ဒီအုပ်စုဟာသူတို့ထုတ်လုပ်နိုင်တဲ့အလုပ်ပမာဏပေါ်မူတည်ပြီးအဆင့်တွေတက်သွားမှာဖြစ်ပါတယ်။သင်တန်းကာလရဲ့နောက်ဆုံးရက်ရောက်ချိန်မှာပေါမုခကចောင်းသားတအူးချင်းအလိုက်တင်ပြတဲ့ဓာတ်ပုံအရေးအတော့ကိုမှတ်သားလိုက်တယ်။ ဓာတ်ပုံပေါင်းတရာပြည့်အောင်ရိုက်နိုင်တဲ့သူကို A အဆင့်တတ်မှတ်ပေးမှာဖြစ်ပြီးဓာတ်ပုံပေါင်း90ကို B အဆင့်ဓာတ်ပုံ80ကို C အဆင့်စသဖြင့်အဆင့်အဆင့်ခွဲခြားတတ်မှတ်လိုက်ပါတယ်ထို့အချင်းအခန်းရဲ့ယာဘတ်ချမ်းမှာရှိတဲ့အုပ်စုက အရေချင်းအုပ်စုဖြစ်ပြီးသူတို့လှုပ်ဆောင်တဲ့အလုပ်တွေတဲကအကောင်းဆုံးသောအလုပ်တွေကိုသာအဓိကရွေးချယ်မှာဖြစ်ပါတယ်သူတို့လှုပ်ရမှာကစာသင် နှစ်ကာလအတွင်း ဓာတ်ပုံတပုံသေးတာရိုက်ပြီးုံဖြစ်ပြီးအေအစင်ရရှိဖို့အတွက်အပြည့်အနာအစာအကင်းဆုံးသောဓာတ်ပုံဖြစ်ဖို့လိုအပ်ပါတယ်။တင်တဲ့ကာလပြီးဆုံးသွားချိန်မှာအကောင်းဆုံးသောဓာတ်ပုံတွေကိုအရေအတွက်အုပ်စုကပဲထုတ်ပေးသွားတာအံ့ဩဖွယ်တွေ့ရပါတယ်။စာတင်နှစ်ကာလအတွင်းအဲ့ဒီအရေအတွက်အုပ်စုကကျောင်းသားတွေဟာဓာတ်ပုံရိုက်ခြင်းဓာတ်ပုံကုန်ရရှိအောင်အထားအသို့အခင်းအကျင်းတွေကောင်းစွာပြုလုပ်ခြင်းမီးအလေးအမောင်ချိန်ဆခြင်းအမောင်ကန်းအတွင်အမျိုးမျိုးသောနီလန်းများအစမ်းသက်ခြင်း အမားတွေလုံမိခြင်းကနေသင်ကန်းစာယူခြင်းဆိုတဲ့ကိစ္စတွေနဲ့အလုံများနေခဲ့ကြပါတယ်။အကောင်းဆုံးတော့ဓာတ်ပုံပေါင်း100ရရှိအောင်ဖန်တီးရမှာသူတို့ရဲ့ကျွမ်းကျင်မှုအရေးသွေးတွေထမြက်အောင်လှုပ်ဆောင်နိုင်ခဲ့တာတွေ့ရပါတယ်။ထို့အထောအထွေအရေးချင်းအုပ်စုဟာအကောင်းဆုံးလှုပ်ဆောင်နေတဲ့အရေးအထွတ်အုပ်စုရဲ့စွမ်းဆောင်မှုတွေကိုထိုင်ပြီးခန့်မှန်းထင်မြင်ချက်ပေးတာထင်ကြီးတဲ့ဝေဖန်ပြောဆိုတာတွေလုပ်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့ အရေချင်းအုပ်စုကတို့ရဲ့စွမ်းဆောင်အားထုတ်မှုတွေကိုအနည်းငယ်သာထုတ်ပြနိုင်ခဲ့ကြပါတယ်။အောင်မြင်မှုရရှိဖို့အကျိုးတပန်းတာမှုရရှိဖို့အစီအစဉ်တွေကိုအပြောင်းအလဲအတွက်စ조사ရှာဖွေနေချိန်မှာရှေ့ဆက်မတိုးနိုင်ပဲတက်နေတဲ့အခြေအနေနဲ့ရင်ဆိုင်ရတတ်ပါတယ်။တဲ့အနေနဲ့ကိုယ်အလေးချိန်ရောကြဖို့အကောင်းဆုံးနည်းလမ်းကတော့ကြွက်သားတိဆောက်မှုဆိုတဲ့အကောင်းဆုံး program ပဲဖြစ်ပါတယ်။ဒါကြောင့်လဲ၁၈ရာစုခေတ်ပြင်သစ်အတွေးခေါ်ပညာရှင်နဲ့စာရေးဆရာဖြစ်သူ ဗောလ်တဲယာကအခုလိုရေးခဲ့ပူပါတယ်အကောင်းဆုံးဆိုတာဟာကောင်းတာတွေရဲ့ရန်သူဖြစ်တယ်ကျွန်တော်တို့အနေနဲ့ဘယ်ကိစ္စအပေါ်ဖြစ်စေလှုပ်ရှားမှုနဲ့အရေးယူဆောင်ရွက်မှုတို့အကြားကကွာချက်ကိုနားလည်ထားဖို့လည်းလိုအပ်ပါတယ်တကယ်တော့လှုပ်ရှားမှုနဲ့အရေးယူဆောင်ရွက်မှုတို့ကအတော်လေးဆင်နူတယ်လို့ထင်ရပွဲရှိပါတယ်တကယ်တော့သူတို့နှစ်ခုဟာတစ်ခုနဲ့တစ်ခုဆင်နူမှုမရှိပါဘူးတင်ကလှုပ်ရှားမှုတဲမှာပဲရှိနေတဲ့အချိန်အစီစဉ်ရေးဆွဲခြင်းမဟာဗျူဟာချမှတ်ခြင်း လေးလာတင်ယူခြင်းဆိုတဲ့ကိစ္စတွေလှုပ်ဆောင်ပါလိမ့်မယ်။သို့တော်လည်းအဲ့ဒီဆောင်ရွက်မှုတွေကတင်အတွက်မျော်လင့်ထားတဲ့လောက်ရလက်ကောင်းနေမပေးနိုင်ပါဘူး။တစ်ဖက်ကကြည့်မယ်ဆိုရင်တင်ကအေးအေးယူဆောင်ရွက်မှုတွေလုပ်တဲ့အခါတင်ပြုတ်လုတ်သမျှအပြုတ်အမှုတိုင်းကလက်တွေ့ကောင်းကျိုးရလက်တွေပေးနိုင်မှာဖြစ်ပါတယ်။ကျွန်တော်ကရေးလိုတဲ့ဆောင်းပါးတွေအတွက်စိတ်ကူးပေါင်း20လောက်ကိုအကြမ်းမြင့်ဖော်ပြမယ်ဆိုရင်ဒါဟာကျွန်တော်ရဲ့လှုပ်ရှားမှုတသက်တာဖြစ်ပါလိမ့်မယ်။အကယ်၍ကျွန်တော်ကဆောင်းပါးတစ်ပုဒ်ကိုလက်တွေ့ကြကြ ထိုင်ရေးပြီးဆိုရင်ဒါရင်ကျွန်တော်ရဲ့အရေးယူဆောင်ရွက်မှုဖြစ်ပါတယ်ကျွန်တော်ကပုံမူကောင်းမွန်တဲ့အစားအစာချင်းချင်းစားသုံးရေးအစီအစဉ်အတွက်လေလာရှာဖွေမှုတွေလုပ်မယ်ဆိုပါကသက်ဆိုင်ရာအကြောင်းအရာခေါင်းစဉ်နဲ့လိုက်ဖက်တဲ့စားအုပ်အနေငယ်ကိုရှာဖွေဖတ်ရှုရမှာဖြစ်ပါတယ်ဒါဟာကျွန်တော်ရဲ့လှုပ်ရှားမှုတသက်ဖြစ်ပြီးကျွန်တော်ကကျမ်းမာရေးနဲ့ညီညွတ်စွာစားတောက်မယ်ဆိုပါကဒါဟာကျွန်တော်ရဲ့အရေးယူဆောင်ရွက်မှုဖြစ်ပါလိမ့်မယ်တခါတည်းမှာလှုပ်ရှားမှုဟာအရန်အသုံးဝင်လေးရှိပါတယ် ။သို့သောလှုပ်ရှားမှုချီတက်တက်ကတော့အကျိုးရလက်ကောင်းတွေကမရစေတက်ပါဘူး။ဥပမာတင့်အားကျမ်းမာရေးအတွက်လေ့ကျင့်ပေးသူကဘယ်နှချိန်ဘလောက်ဘာတွေပြောပြောတင့်ရဲ့လှုပ်ရှားမှုသာဖြစ်ပြီးတင့်ကိုလက်တွေ့မှာကျမ်းမာရေးကောင်းအောင် ပုံသင်ပေးနိုင်စွာမရှိပါဘူး။အကယ်၍လေ့ကျင့်ပေးသူဆရာရဲ့လမ်းညွှန်မှုအတိုင်းလိုက်နာဆောင်ရွက်မယ်ဆိုရင်တော့တင်းအတွက်တိုးတက်အောင်မြင်မှုရမယ်ဆောင်ရွက်မှုတွေလုပ်နိုင်ပြီလို့မှတ်ယူနိုင်ပါတယ် တင်းအလှူရှားမှုကကောင်းကျိုးရလဒ်တွေစီဦးတည်မနိုင်ဘူးဆိုရင်တင်ပါလို့တော့မှာလဲတခါတလေမှာတော့ကျွန်တော်တို့ကလှူရှားမှုလှူရတတ်ပါတယ်အကြောင်းကတော့ကျွန်တော်တို့အစီအစဉ်တွေရေးဆွဲဖို့နဲ့လေလာတင်ယူမှုတွေပို့ပြီးတော့လုပ်နိုင်ဖို့ဖြစ်ပါတယ်တခါတရံမှာကျွန်တော်တို့ဟာကြရှုံးမဲ့အန္တရာယ်ကိုလုံးဝရင်မဆိုင်မဲ့တိုးတက်အောင် မလုပ်နိုင်တာကြောင့်ထိုအခြေအနေမျိုးမှာလှူရှားမှုကအခုအညီပေးတတ်ပါတယ်အများစုဟာပြစ်တင်ဝေဖန်ခံရမှုတွေမရှိအောင် ရှောင်ကျင်ရာ၌ကျွမ်းကျင်သူတွေဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ကလက်တွေ့အေးအေးယူဆောင်ရွက်ခြင်းတွေထက်လှုပ်ရှားမှုတွေလုပ်ဖို့ပိုပြီးတော့စိတ်အားထက်သန်ကြတာဖြစ်ပါတယ်။လှုပ်ရှားခြင်းဟာသင်ကအလုပ်ကိစ္စတွေကိုပြီးပြတ်အောင်လုပ်နိုင်တယ်လို့မျိုးခံစားမှုဖြစ်စေပြီးလက်တွေ့မှာတော့သင်ဟာအလုပ်တွေပြီးပြတ်အောင်လုပ်နိုင်ခြင်းမရှိပဲအလုပ်ပြီးပြတ်အောင်လုပ်ဖို့ကြိုတင်ပြင်ဆင်ရုံပဲရှိပါသေးတယ်။အကယ်၍တဲ့ရဲ့ကြိုတင်ပြင်ဆင်ခြင်းကလေးကံဖင်းနှွဲနေတဲ့ပုံစံဖြစ်လာမယ်ဆိုရင် တစုံတရာကိုအပြောင်းအလဲလုပ်ရတော့မှာဖြစ်ပါတယ်။တဘောကတင်ဟာအစီအစဉ်ရေးဆွဲနိုင်ခြင်းလောက်ကိုသာအလိုမရှိတော့ပဲလက်တွေ့လေ့ကျင့်လုပ်ကိုင်လူစိတ်ဖြစ်ပေါ်လာပါမယ်။တင်ကအလေးအထတကောင်တစ်ခုကိုကျွမ်းကျင်ပိုင်နိုင်လို့ရဆိုရင်အဓိကတော့ချက်ကအဲ့ဒီအလေးအထကိုအဖန်တလဲလဲလှုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။အလေးထားတစ်ခုဆွဲမြဲအောင်အချိန်ချင်းလှုပ်ရနိုင်အပြည့်အနာအစာကင်းပြီးအကောင်းဆုံးဖြစ်နေဖို့မလိုအပ်ပါဘူး။ထို့အတူ အလေးအထားသိရဲ့တွင်ပြင်လက္ခဏာတွေကိုလည်းစီစစ်ပေးစရာမလိုပါဘူး။ဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြပေးမယ့်စာအုပ်လေးကတော့ Atomic Habit အသေးအမွှားအလေးအထားမှဒီအောင်မြင်မှုများစီတို့စာအုပ်အပိုင်း7ပဲဖြစ်ပါတယ်။အလေးအထားသိတခုဖွဲ့စည်းတည်ဆောက်ဖို့အမှန်တကယ်အချိန်ဘယ်လောက်ကြာနိုင်ပါသလဲ။အလေးအထားတည်ဆောက်ခြင်းကအလေးအထားတခုကိုအဖန်တလဲလဲလှုပ်ခြင်းကနေတစဉ်အလိုအလျောက် ပိုပြီးလုံနိုင်တဲ့အထိတိုးတက်အောင် လုံနိုင်တဲ့နီလန်းတစ်ခုဖြစ်ပါတယ်။တင်ကအပြုတ်အမှုတစ်ခုကိုအချိန်ချင်းလုံနိုင်လေအုံနောက်ဖွဲ့စည်းတိဆောက်ပုံကအပြုတ်အမှုတွေကိုပိုပြီးကျင်လည်အောင်လှုပ်ပေးနိုင်တဲ့အထိအပြောင်းအလဲတွေလှုပ်ပေးပါလိမ့်မယ်။အာယုံကျော်သိမ့်မဲ့ပညာရှင်တွေက အထက်ပါအခြေအနေကိုရေချေအကျိုးပြုမဲ့အစွမ်းသတ္တိ long term potential လို့ခေါ်ဆိုသတ်မှတ်ထားပါတယ်။ long term potentiation လို့ခေါ်ဆိုသတ်မှတ်ထားပါတယ်။ ဒါဟာမကြသေးခင်ကအပြုအမူပုံစံပေါ်အခြေခံပြီးအုံနောက်တွင်းရှိ neuron ခေါ်တဲ့အာယုံကြောကလပ်စည်းတို့အကြားအပြန်အလှန်ဆက်သွယ်မှုတွေအားကောင်းနေတဲ့သဘောကိုရည်ညွှန်းလျက်ရှိပါတယ်။အပြုအမူတစ်ခုကိုအချိန်ကြီးအဖန်ဖန်ပြုလုပ်ခြင်းအပြင်ဆဲတစ်ခုနဲ့တစ်ခုအချက်ပြခြင်းတွေတိုးတက်လာပြီးအာယုံကြောကလပ်စည်းအတွင်းအပြန်အလှန်ဆက်သွယ်မှုတွေပိုပြီးတင်းကျပ်သွားစေပါတယ်။1949ခုနှစ်အတွင်းအာယုံကြောဆိုင်ရာစိတ်ပညာရှင် ဒေါ်နယ်ဟပ်ကအထက်ပါဖြစ်စဉ်ကိုပထမဆုံးထုတ်ဖော်ပြောဆိုနိုင်ခဲ့တာကြောင့်သူ့အမည်ကိုအစွဲပြုပြီး Hap Law ဟပ်ရဲ့ဥပဒေသားအဖြစ်ခေါ်ဆိုသတ်မှတ်ခဲ့ကြပါတယ်။ Hap Law အရမြည်သည့်ဆဲနှစ်ခုမဆိုတစ်ချိန်တည်းမှာပဲနိုးကြားတက်ကြွစွာတက်ဝင်လှုပ်ရှားပြီးတစ်ချိန်တည်းမှာပဲအပြန်အလှန်ဆက်သွယ်မှုတွေအားကောင်းစွာလုပ်နိုင်တယ်လို့သိရပါတယ်။အလေးအထားတစ်ခုကိုအကြိမ်ကြိမ်အဖန်ဖန်လုပ်နိုင်ခြင်းဟာအုံနောက်အတွင်ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေအထင်ရှားဖြစ်စေဖို့ဥတီလျက်ရှိပါတယ်။ ဂီတပညာရှင်တွေကိုလေ့လာတဲ့အခါသူတို့ရဲ့အုံနှောက်ရဲ့အကြီးဆုံးအစိတ်အပိုင်းကရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုတွေဖြစ်တဲ့ Blacking Guitar တီးခြင်းတယောထိုးတံအားဆွဲယူခြင်းတယောထိုးခြင်းတွေအတွက်အရေးပါတဲ့တာဝန်ကိုထမ်းဆောင်ပေးလေရှိပါတယ်။ဒါကိုကြည့်ရင်ဂီတပညာရှင်တွေရဲ့အကြီးဆုံးသောအုံနှောက်အစိတ်အပိုင်းဟာဂီတပညာရှင်မဟုတ်သူတို့ရဲ့အကြီးဆုံးသောအုံနှောက်အစိတ်အပိုင်းထက်ပိုပြီးတော့ကြီးမားတာကိုနားလည်နိုင်ပါလိမ့်မယ်။ တင်ချာပညာရှင်တွေကိုလေ့လာတဲ့အခါအုံနှောက်ရဲ့ inferior parietal lobe view ဆိုတဲ့အစိတ်အပိုင်းဟာတွက်ချက်ချင်းဆိုတဲ့ကိစ္စတွေအတွက်အဓိကအခရာကျတဲ့အစိတ်အပိုင်းဖြစ်ပါဝင်တာတွေ့ရပါတယ် inferior parietal lobe view အတွင်း gray matter တိုးတက်အားကောင်းနေတဲ့သူတွေဟာတင်ချာပညာရှင်တွေဖြစ်ပါတယ် gray matter ဟာတင်အုံနှောက်နဲ့ကြောရိုး nerve အတွင်းအရေးပါတဲ့ tissue တိဆောက်မှုစနစ်ဖြစ်ပါတယ် gray matter ဟာစိတ်နဲ့ဆိုင်သော လုပ်လုပ်ငန်းဆောင်တာတွေဖြစ်တဲ့ဘာသာစကားတင် जा မှုတွေမှတ်ဉာဏ်ကိစ္စတွေစဉ်းစားတွေးခေါ်ခြင်းအာယုစုဆိုင်ခြင်းစိတ်ဝင်စားမှုရှိခြင်းထိုးရင်းသိမြင်ခြင်းနားလည်ခြင်းသဘောထားအမြင်စိတ်ခံစားမှုတို့နဲ့ဓာတ်ရိုက်ပတ်သက်လျက်ရှိပါတယ်ကျွန်တော်တို့အပြုအမူတွေကကျွန်တော်တို့စိတ်ကကိစ္စတစ်ခုခုကြောင့်မအားလက်တည်တိုင်အောင်အလိုအလျောက်ဆောင်ရွက်ပြုမှုနိုင်စွမ်းရှိပါတယ်။တင်ကအပြုအမူတစ်ခုကိုအချိန်ချင်းအခါခါလှုပ်တိုင်း တဲ့အပြုအမူအလေးအထားနဲ့ပတ်သက်တဲ့ nerve ကြောနဲ့ချိတ်ဆက်ထားတဲ့ neuron များစွာပါဝင်တဲ့ neuron ပတ်လန်းတစ်ခုကိုလှုပ်ဆောင်မှုဖြစ်စေပါတယ်။ထို့သောသောနီလန်းဖြစ်တဲ့ဟာအလေးအထားတစ်ခုကိုစွဲမြဲစွာရရှိလာစေပါတယ်။ရှေ့မှာဖော်ပြခဲ့တဲ့ចောင်းသားအုပ်စုနှစ်စုမှာတစုကဓာတ်ပုံအရေးအတွက်များစွာရအောင်ရိုက်ခဲ့တော့လဲအပြည့်အနာစာကင်းတဲ့ဓာတ်ပုံတစ်ပုံမှမရိုက်နိုင်မရိုက်နိုင်တာကိုတွေ့ရှိရပါတယ်။ဒါကိုလေ့လာတဲ့အခါအုပ်စုတစုက နိုးကြတက်ကြွစွာနဲ့လေ့ကျင့်နိုင်ပြီးကျန်အုပ်စုကတော့မတုံမလျောက်တက်ကြွမှုမရှိသောပုံစံနဲ့လေ့ကျင့်ခဲ့တာတွေ့ရပါတယ်။ဒါကြောင့်အုပ်စုတစုကအေးအေးဆောင်ရွက်ခြင်းအခြေအနေမှာရှိနေပြီးကျန်အုပ်စုတစုကတော့လှုပ်ရှားပြုမှုခြင်းအခြေအနေမှာသာရှိနေတာကိုခွဲခြားသိမြင်နိုင်ပါတယ်။တကယ်တော့အလိုအလျောက်လှုပ်ဆောင်နိုင်စွမ်းရှိခြင်းဟာလုပ်ငန်းရဲ့အဆင့်တစ်ခုချင်းအလိုက်ကိုလုံးဝစဉ်းစားစရာမလိုပဲအလိုအလျောက်ပြုမှုဆောင်ရွက်နိုင်စွမ်းရှိပြီ ထိုတိစိတ်ကင်းမဲ့မှုကထိ ंछ ုပ်ထားတဲ့အချိန်မှာဖြစ်ပေါ်လေးရှိပါတယ်အစပိုင်းကိုဖော်ပြတော့ point A အရာအလေးအထားတစ်ခုဖြစ်ပေါ်ဖို့အားထုတ်မှုများစွာနဲ့လက်တွေ့ဆောင်ရွက် စွမ်းဆောင်မှုအာရုံစူးစိုက်နိုင်စွမ်းတွေများစွာလိုအပ်တာကိုဖော်ပြလျက်ရှိပါတယ်အနေငယ်မြအဖန်တလဲလဲလုပ်ပြီးနောက် point B အရာအရင်ကထပ်ပို့ပြီးတော့လွယ်ကူလှည့်မြန်လာတာတွေ့ရပါမယ်သို့တော်လည်း ဝိုက်ပြီးမှနိုးကြအတိနဲ့အာယုံစူးဆိုင်နိုင်စွမ်းအချို့လိုအပ်နေဆဲဖြစ်ပါတယ်။လုံလောက်တဲ့လေ့ကျင့်မှုတွေလုပ်ပြီးတဲ့အခါပွိုက်စီပေါ်ပြချက်အရာ အသားချအောင် လေ့ကျင့်ပြီးတဲ့အလေးအထတွေကတိစိတ်နိုးကြအတိထက်ပုံမလျင်မြန်စွာအလိုအလျောက်လှုပ်ဆောင်နိုင်တာတွေ့ရပါမယ်။တတ်မှတ်ထားတဲ့အရေးအသွေးအဆင့်ကိုကျော်လွန်ပြီးတဲ့နောက်မှာတတ်မှတ်ထားသောအရေးအသွေးအဆင့် habit line ကိုကျော်လွန်ပြီးတဲ့နောက်မှာအလေးအထကို အထူးတလဲစဉ်းစားနေစရာမလိုပဲပြုမှုဆောင်ရွက်နိုင်ပြီဖြစ်ပါတယ်။ထို့သို့သောနီလန်းနဲ့အလေးအထားသစ်တစ်ခုကိုစတင်ဖွဲ့စည်းတည်ဆောက်နိုင်ပါတယ်။ပေါ်ပြပါနမူနာဂရက်ခါနေ့စဉ်နနက်စာစားပြီးနောက်10မိနစ်ကြာလမ်းလျှောက်တဲ့အလေးအထားတစ်ခုတည်ဆောက်ပုံကိုပေါ်ပြနေခြင်းဖြစ်ပါတယ်။တတိပြုစရာအချက်ကလမ်းလျှောက်တဲ့အချိန်တစ်ပြေးပြေးတိုးတက်လာတဲ့နောက်ပိုင်းမှာနနက်နနက်စာစားပြီးတိုင်းလမ်းလျှောက်ခြင်းစိတ်တွေက အလိုလိုဖြစ်ပေါ်နေပါလိမ့်မယ်။ဒါကြောင့်သင်ဟာအလေးတဟာတစ်ခုဖြစ်ပေါ်တည်ဆောက်နိုင်ဖို့နဲ့အဲ့ဒီအလေးအထအလိုအလျောက်ပြုမူနိုင်စွမ်းဖြစ်လာဖို့လွယ်ကူစွာလေ့ကျင့်ပေးနိုင်ပါတယ်။သင်ကအလေးအထတစ်ခုတည်ဆောက်ဖို့အလေးကျင့်ခြင်းဟာအပြုအမူပြောင်းလဲခြင်းဆိုင်ရာဥပဒေတာသုံးအရာလွယ်ကူအောင် လုပ်ပါလို့ဆိုလိုခြင်းဖြစ်ပါတယ်။အနှစ်ချုပ်ဖော်ပြချက် အပြုအမူပြောင်းလဲခြင်းဆိုင်ရာဥပဒေတာသုံးကလွယ်ကူအောင် ပြုလုပ်ပါဖြစ်ပါတယ်။ အထီးရောက်ဆုံးသောလေလာတင်ယူခြင်းပုံစံဟာလက်တွေ့အချိန်ချင်းလေ့ကျင့်ခြင်းပဲဖြစ်ပါတယ်။ဒီနေရာမှာအစီအစဉ်ရေးဆွဲခြင်းတွေမပါဝင်ပါဘူး။အရေးယူဆောင်ရွက်မှုတွေကိုအာရုံစိုက်ထားပါ။အရေးယူဆောင်ရွက်မှုဆိုတာဟာပြုမှုလှုပ်ရှားမှုလှုပ်ရှားရုံတတ်တတ်မဟုတ်ပါဘူး။အလေးအထတိဆောက်ခြင်းဟာအချိန်ချင်းအခါခါလေ့ကျင့်ခြင်းကနေအလိုအလျောက်ပြုမှုနိုင်တဲ့အထိတိုးတက်လာစေတဲ့သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။သင်ကအလေးအထတစ်ခုအားပြုမှုလိုက်တဲ့အချိန်ပမာဏဟာ တင်တာမန်ပြုမူလိုက်တဲ့အချိန်အရေးအတွက်လောက်အရေးမကြီးပါဘူးအ ਨੇ ဆုံးသောကြိုးပမ်းအားထုတ်မှုဥပဒေတစုချင်းမြချင်းခံရတဲ့စာအုပ်တအုပ်ဖြစ်တဲ့ Gam Jarm and Steam အမည်ရှိတဲ့စာအုပ်ကို ရေးသားသူမနုဿဗေဒပညာရှင်နှင့်ဇီဝဗေဒပညာရှင်ဖြစ်သူ Jared Diamond ကရိုးရှင်းတဲ့အချက်တစ်ချက်ကိုထောက်ပြထားပါတယ်အဲ့ဒါကတော့အမျိုးမျိုးသောတိုက်ကြီးတွေမှာအမျိုးမျိုးသောပုံတန်တန်တွေရှိနေပြီး ပထမဆုံးသောအကြီးတစ်ချက်မှာအဲ့ဒီအဆိုကတိလွယ်မြင်လွယ်ထင်ရှားပေမဲ့အရေးမကြီးဘူးအရေးမကြီးဘူးလို့ထင်ရပုံရှိပါတယ်ဒါပေမဲ့အဲ့ဒီအဆိုကလူသားရဲ့အပြုတ်အမှုတွေအပေါ်ကြီးမားလေးနက်တဲ့တက်ရောက်မှုတွေရှိစေတယ်လို့ပြောခဲ့ဖူးခြင်းဖြစ်ပါတယ် American ပြည်ထောင်စုရဲ့အခြေခံကြတဲ့စိတ်မှန်ဝင်ယူဟာမြောက်မတောင်တို့တွေတန်းလျက်ရှိပါတယ်မြောက်အမေရိကတိုက်နဲ့တောင်အမေရိကတိုက်တို့ရဲ့မြေတုတွေဟာ ကျယ်ဝန်းပြန့်ကားခြင်းထက်ရှည်လျားပြီးချင်းမြောင်းတာတွေ့ရပါတယ်။အာဖရိကတိုက်အနေနဲ့လည်းမြေတုပမာဏဟာအမေရိကတောင်မြောက်နီးတူရှိနေပါတယ်။ဥရောပအရှေ့အလယ်ပိုင်းဒေသကတောင်မြောက်အမေရိကနဲ့အာဖရိကတို့အားဆန့်ကျင်တဲ့မြေတုတဲ့အနေအထားနဲ့တည်ရှိနေကြတာတွေ့ရပါတယ်။ဗင်ဂျာရှင်ဒိုင်းမွန်ရဲ့အဆိုအရတိုက်ကြီးတွေရဲ့မြေတုတဲ့ပုံသဏ္ဍာန်အရွယ်အစအမျိုးမျိုးကွဲပြားခြင်းဟာရာစုနှစ်ပေါင်းများစွာအတွင်း ဒေတာအလိုက်စိုက်ပျိုးရေးကိစ္စတွေမှာအရေးပါသော အခန်းကဏ္ဍကနေပါဝင်လျက်ရှိခဲ့တယ်လို့ဆိုပါတယ်။စိုက်ပျိုးရေးလုပ်ငန်းတွေကကဘာတဝန်းစတင်ပြန့်နှံ့လာချိန်မှာလေသမားတွေဟာမြောက်မတောင်တို့စိုက်ပျိုးရေးလမ်းကြောင်းအဖြစ်တတ်မှတ်ချင်းထက်အရှိမအနောက်တို့ဥတီတဲ့စိုက်ပျိုးရေးလမ်းကြောင်းတွေဖောက်ခြင်းကပိုပြီးတော့လွယ်ကူအဆင်ပြေတာကိုတွေ့ရှိခဲ့ကြပါတယ်။အကြောင်းကတော့အရှိမအနောက်တို့ဥတီတဲ့စိုက်ပျိုးရေးလမ်းကြောင်းဟာ အများအားဖြင့်နေအောင်ကြီးလုံလောက်စွာရရှိမှုမိုးလုံလောက်စွာရရှိမှုနဲ့ယာတီဥဒုအပြောင်းအလဲအလိုက်ယာတီတိနံတွေစိုက်ပျိုးနိုင်တာကြောင့်ဖြစ်ပါတယ်။တင်ကကဘာမြောင်အရက်ကနေတောင်အရက်ကိုသွားတဲ့အခါယာတီဥဒုကတိတိတတ်တာပြောင်းလဲတာကိုခံစားရမှာဖြစ်ပါတယ်။ဥပမာဖလော်ရီဒါပြည်နယ်နဲ့ကနေဒါရဲ့ယာတီဥဒုကိုနှိုင်းယှဉ်တဲ့အခါဘလောက်ကွာခြားတယ်ဆိုတာသိနိုင်ပါတယ်။တဲ့ဟာကဘာပေါ်မှာအထုံပါရမီအားအကောင်းဆုံးလေသမားတယောက်ဖြစ်ကောင်းဖြစ်နိုင်ပါတယ် သို့တော့စိုက်ပျိုးရေးမှာအထူးကျွမ်းကျင်ပါတယ်ဆိုတော့သင်ဟာဖလော်ရီဒါမှာထွက်တဲ့လိမ်မော်ဒီးတွေကိုကနေဒါစောင်းရသည့်အတွင်ဘလို့မှဖြစ်တော့အောင်မစိုက်နိုင်ပါဘူး။မြောက်ကနေတောင်လို့သွားတဲ့လမ်းကြောင်းမှာကောက်ဘဲတီးနှံ့တွေဖြန့်ကျက်စိုက်ပျိုးနိုင်စေဖို့ရာသီဥတုအပြောင်းအလဲဖြစ်ချိန်မှာတီးနှံ့တဲ့တွေစိုက်ပျိုးနိုင်မှုလေသမားတွေအတွက်အထူးအရေးကြီးပါတယ်။အမေရိကဒေတာတက်အာရှနဲ့ဥရောပတလွှာမှာ စိုက်ပျိုးရေးလုပ်ငန်းတွေက2ဆ3ဆလောက် ပိုမိုလှည့်မြန်စွာပြန့်နှံ့ခဲ့တာကိုတွေ့ရှိရပါတယ်။ရာစုနှစ်ပေါင်းများစွာအတွင်းရခင်ကရှိခဲ့တဲ့အနေငယ်သောကွာခြားချက်တွေက ကြီးမားတဲ့တက်ရောက်မှုတွေဖြစ်လာခဲ့ပါတယ်။နောက်ပိုင်းနောက်ပိုင်းကာလတွေမှာလူဦးရေများလာခြင်းနဲ့အတူစိုက်ပျိုးရေးနဲ့ဆိုင်တဲ့အစားအစာထုတ်လုပ်မှုတွေလုံလောက်ပြည့်ဝအောင်ရခင်ကတဲ့စိုက်ပျိုးရေးလုပ်ငန်းတွေကိုပုံမူချဲ့ထွင် ခဲ့ရပါတယ် ကဘာတဝဆိုင်ပြူရေးလုပ်ငန်းတွေကျေပြန့်စွာပေါ်ပေါက်လာခြင်းဟာတကဘာလုံးအတိုင်းအတာအတွက်အပြုအမူပြောင်းလဲခြင်းဆိုင်ရာဥပဒေရ3ဥပမာအထောက်အပံ့ဖြစ်စေခဲ့ပါတယ်။အစင်အလာကိုလိုက်တဲ့ရှုမြင်တွေးခေါ်ပုံတွေအရစိတ်တက်တကြွအောင်လှုပ်ဆော်တိုက်တွန်းခြင်းဟာအလေးအထပြောင်းလဲဖို့အခရာဖြစ်လာခဲ့ပါတယ်။စိတ်တက်တကြွအောင်လှုပ်ဆော်ခြင်းဟာကောင်းတာမှန်တော်လဲကျွန်တော်တို့အမှန်တကယ်ကြင့်သုံးသင့်တဲ့လှုပ်ဆော်ခြင်းကအယံကာရောတွက်လက်တက်ကြွစရာမလိုပဲ ြင်းကြီးလေးကန့်စွာနဲ့အစဉ်ပြေဆုံးနီလန်းကိုရွေးချယ်အသုံးချနိုင်မှုပဲဖြစ်ပါတယ်။ရင်းဆောင်ရွက်ပုံနဲ့နီလန်းကို စာရေးသူက မိုက်မဲပြီးတနာစရာကောင်းသော နီလန်းမဟုတ်တဲ့စမတ်ကြတဲ့မဟာဗျူဟာအဖြစ်တင်စားသတ်မှတ်ထားပါတယ်။တကယ်တော့ကျွန်တော်တို့ရဲ့စွမ်းအင်ခွန်အားတွေဟာအလွန်ကိုတန်ဖိုးရှိလာပါတယ်။ဒီလိုတန်ဖိုးရှိတဲ့စွမ်းအင်တွေကိုကျွန်တော်တို့ကအယံကာရောသုံးဆွဲလို့မဖြစ်ပါဘူး။ အုံနောက်ကလည်းစွမ်းအင်ခွန်အားတွေမလီလွင့်အောင်ထိမ့်သိမ်းဆောက်ရှောက်ဖို့အတက်နိုင်ဆုံးကူညီပေးပါတယ်။အ ਨੇ ဆုံးသောစူးစမ်းအားထုတ်မှုဥပဒေသားကိုလိုက်နာဆောင်ရွက်ဖို့ဟာလူသားရဲ့ပင်ကိုယ်သဘာဝဖြစ်ပါတယ်။ဒါဟာစင်တူရဲ့ရွေးချယ်မှုနှစ်ခုအကြားဆုံးဖြတ်ချက်ချချိန်မှာလူသားသဘာဝအရာအ ਨੇ ငယ်လောက်ကြိုးပမ်းအားထုတ်ပေးုံနဲ့လူကျင်တာတွေအပြည့်အဝရစေမယ့်အရာကိုသာဦးစားပေးတတ်တဲ့သဘောကိုရည်ညွှန်းပါတယ်။တေဟာကွဲပြားသောယာဒီဥတုရှိတဲ့မြောက်အရက်ကိုဥတီပြီး တီးနှံစိုက်ခင်းတွေကိုတိုးချဲ့ခြင်းတက်တင့်တီးနှံစိုက်ခင်းတွေဖြစ်ထွန်းစေမဲ့အရှိအယက်စီတို့သာ စိုက်ခင်းတွေကိုတိုးချဲ့ဖြစ်ပါလိမ့်မယ်။ဘဲအခြေအနေမျိုးမှမစိုးဖြစ်နိုင်ခြင်းအများဆုံးရှိတဲ့အခြေအနေကိုသာရွေးချယ်ပါလိမ့်မယ်။အထူးသဖြင့်တင်ဟာဖြစ်နိုင်ခြင်းအားအကောင်းဆုံးတဲကမှအားနည်းနည်းစိုက်ထုတ်ယုံတဲ့အကျိုးအမြတ်အကျိုးအမြတ်များရရှိတဲ့အခွင့်ကောင်းကိုဦးစားပေးရွေးချယ်မှာဖြစ်ပါတယ်။တကယ်တော့ကျွန်တော်တို့လူသားတွေဟာလွယ်ကူတဲ့အရာတွေကိုလုပ်ဖို့ ကိုကိုကိုအမြဲတမ်းတိုက်တွန်းလှုပ်ဆောင်နိုင်စွမ်းရှိသူတွေဖြစ်ပါတယ်။ပြုမှုဆောင်ရွက်မှုတိုင်းမှာတိကျလုံလောက်တဲ့စွမ်းအင်ပမာဏလိုအပ်ပါတယ်။ဒီတော့စွမ်းအင်ပမာဏပိုပြီးတော့လိုအပ်လေ။ပြုမှုဆောင်ရွက်မှုတွေအတွက်အကျိုးမြတ်ရနိုင်ခြေကပိုပြီးတော့နည်းလေဖြစ်တတ်ပါတယ်။အကယ်၍တင့်ညီမှန်ချက်ကတရက်ကိုအကျင့်တရားရအောင်ဓာတ်ထိုးမယ်ဆိုရင်တင်ဓာတ်ထိုးဖို့အတွက်စွမ်းအင်ခွန်အားတွေများစွာလိုအပ်ပါလိမ့်မယ်။အစပိုင်းမှာတော့ဓာတ်ထိုးနိုင်ဖို့အတွက်ကိုကိုကိုစိတ်သက်လှုပ်ဆော်တာ စိတ်လုံရှားတာတွေရှိနေပါလိမ့်မယ်။ဒိုက်ထိုးတဲ့လေ့ကျင့်ခန်းလုပ်နိုင်ဖို့သင်စွမ်းအင်ခွန်အားတွေကိုအသေးအချာစုစည်းထားရပါလိမ့်မယ်။ရက်အနည်းငယ်ကြာပြီးတဲ့နောက်သင်ဟာဒိုက်ထိုးခြင်းကိစ္စအတွက်ခွန်အားများစွာစိုက်ထုတ်ခဲ့ရခြင်းကြောင့်အရန်ကိုပင်ပန်းနွမ်းနယ်နေပါလိမ့်မယ်။အကယ်၍သင်ကမနိုင်ဝန်မထမ်းပဲတနေ့ကိုဒိုက်အချိန်တရာထိုးမဲ့အစားအချိန်အနည်းငယ်လောက်သာထိုးမယ်ဆိုရင်သင်ရဲ့ခွန်အားစိုက်ထုတ်မှုကလည်းတိတာမှုမရှိနိုင်ပါဘူး။တင်ဘဝရဲ့အချိန်တတော်များများမှရှိနေတဲ့ဘယ်အပြုတ်အမှုကိုမဆို လေးလာကြည့်တဲ့အခါတင့်ကိုတင်စိတ်သက်တက်ကြွအောင်လှုပ်ဆောင်နိုင်စွာအနေငယ်လောင်းတဲ့အားဆိုင်ထုံးမှုအနေငယ်လောင်းတဲ့အရာရာကို ပြုမှုဆောင်ရွက်နိုင်ခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်။တင်ကဖုန်းဖို့ခြင်းအီးမေးလ်တွေကိုစစ်ဆေးခြင်းရုပ်တံကြည့်ခြင်းဆိုတဲ့အလေးအထားတွေနေ့စဉ်ရှိနေပြီးဖြစ်ပါတယ်။အထက်ပါအလေးအထားဖြစ်စေတဲ့အပြုအမူတွေကိုတင်ကအားဆိုင်ထုံးမှုမရှိသလောက်အနေငယ်နဲ့လှုပ်ဆောင်လေးရှိတာကိုသတိပြုမိနိုင်ပါတယ်။နောက်ထပ်သတိပြုရမယ့်အချက်က တင်ဘက်က အားဆိုင်ထုတ်เสียမလို့အပ်ဘူးဆိုတာဟာတင်ကပြုမှုဆောင်ရွက်မှုတိုင်းအတွက်အစဉ်ပြေစေမဲ့နီးလန်းကိုအသုံးချနိုင်တာကြောင့်လည်းဖြစ်ပါတယ်။တကယ်တော့ကျွန်တော်တို့ရဲ့အလေးအထားတိုင်းဟာကျွန်တော်တို့အမှန်တကယ်လိုချင်တာရစေဖို့အားထုတ်ကြိုးစားခြင်းကို ဖြစ်စေတဲ့အတားအဆီးအနှောက်ယှက်တွေပဲဖြစ်ပါတယ်။တင်ချမ်းမာလာစေဖို့အစားအစာကိုအချင်းချင်းစားသုံးရခြင်းဟာတင်အတွက်အတားအဆီးအနှောက်ယှက်ဖြစ်ပါတယ်။တင်စိတ်ကို ပကတိတည်ငြိမ်အေးဆေးနေစေဖို့တရားထိုင်ခြင်းဟာအတားအဆီးအနှောက်ယှက်ဖြစ်ပါတယ်။ တင်ကရှင်းရှင်းလင်းလင်းတွေးတောစဉ်းစားနိုင်ဖို့နေ့စဉ်မှတ်တမ်းရေးခြင်းကအတားအဆီးအနှောက်အယှက်ဖြစ်ပါတယ်တကယ်ဆိုတင်ဟာအလေးအထအသက်သက်ကိုအမှန်တကယ်အလိုမရှိပါဘူးတင်အမှန်တကယ်အလိုရှိတာကအလေးအထကနေရရှိတဲ့အကျိုးရလက်ကောင်းတွေတာဖြစ်ပါတယ်တင်အတွက်အတားအဆီးအနှောက်အယှက်ကြီးမားလေအတားအဆီးအနှောက်အယှက်ဖြစ်လာစေတဲ့အလေးအထကပိုပြီးတော့ခက်ခဲလေဖြစ်နေပါလိမ့်မယ်တို့အခါတင်နဲ့တင့်အလိုဆန္ဒတို့အကြားကပွတ်တိုက်မှုတွေပိုဖြစ်လာစေပါလိမ့်မယ် ဒါကြောင့်တင့်အလေးအထတွေကိုလွယ်ကူအောင်လုပ်နိုင်ဖို့ကအရေးကြီးပါတယ်။တင်ကကောင်းသော အလေးအထတွေကို ပို့ပြီးတော့အဆင်ပြေချုံးမြူအောင် လုပ်နိုင်မယ်ဆိုရင်တင်ကြုံတွေ့ရနိုင်တဲ့အတားအဆီးအခက်ခဲတွေကလည်းယုံနေသွားမှာဖြစ်ပါတယ်။အနေငယ်အားဆိုင်ယုံများဖြင့်တိုးတက်အောင်မြင်မှုတွေပုံမူရရှိစေဖို့တင်ဟာအလေနေရာ၌ခောက်နေတဲ့ပန်းပင်ရေလောင်းပိုက်ကင်ထားတယ်ဆိုရင် ရေပိုက်အလေမှာခောက်နေခြင်းကြောင့်ရေတွေကထွက်နိုင်ယုံလောက်တာထွက်ပြီး အားအပြည့်မထွက်နိုင်တာကိုသတိပြုမိပါလိမ့်မယ်။သင်ကပိုက်လုံးနဲ့ပိုက်လုံးနဲ့အပြည့်ရေအားကောင်းစွာလာစေခြင်းနဲ့ဆိုရင်သင်အတွက်ရွေးချယ်မှုနှစ်ခုရှိပါတယ်။ပထမရွေးချယ်မှုကတော့ရေဘားကိုခေါက်တံနဲ့လှည့်ဖွင့်ပြီးရေအားကောင်းအောင်လုပ်နိုင်ခြင်းဖြစ်ပြီးဒုတိယရွေးချယ်မှုကတော့ရေလောင်းပိုက်ကွေးနေတဲ့နေရာကိုဖျောက်ဆန့်သွားအောင်ရိုးရှင်းစွာလုပ်ပေးခြင်းပဲဖြစ်ပါတယ်။ရေအားကောင်းစေဖို့ကောက်နေခောက်နေတဲ့နေရာအပြန်ဆက်ပေးရတဲ့ကိစ္စဟာ ခက်ခဲတဲ့အလေးအထဖြစ်တာကြောင့်အဲ့ဒီအလေးအထဆွေးမြေးစီဖို့တင့်ရဲ့စိတ်ဓာတ်လှုပ်ဆောင်နိုင်စွမ်းတွေကိုစူးစမ်းမြင့်တင်ပေးရမှာစူးစမ်းမြင့်တင်ပေးဖို့လိုအပ်ပါတယ်။တင်ကကိုင်းနေခောက်နေတဲ့ပိုက်ကိုစန့်သွောင်းအောင်လုံနိုင်တဲ့အတွက်တင်းဘဝတသက်တာအတွင်းအလေးအထတွေကိုလည်းရိုးရှင်းလွယ်ကူအောင်လုံနိုင်ဖို့လိုအပ်ပါတယ်။တနည်းအားဖြင့်တင်းဘဝတွေကပွတ်တိုက်မှုတွေကိုကျော်လွှားဖို့စူးစမ်းခြင်းထက်ရောကြသွောင်းအောင်လုံနိုင်ဖို့ကအာယုံစိုက်ပေးပါ။ ဒင်းအလေးအထတွေနဲ့ဆက်ဆက်ပတ်သက်နေတဲ့ပုတ်တိုက်မှုတွေကိုရှင်းချနိုင်မှုအထီးရောက်ဆုံးနည်းလမ်းကတင့်ပောက်ဝန်းကျင်ရဲ့ပုံစံအနေအထားအမျိုးမျိုးနဲ့အသားကြအောင်လေ့ကျင့်ပေးခြင်းပဲဖြစ်ပါတယ်။တင်ဟာအလေးအထသစ်တစ်ခုကိုလက်တွေ့အသုံးချဖို့ဆုံးဖြတ်ပြီးတဲ့အခါလက်တွေ့အသုံးချနိုင်မဲ့နေရာကို အကောင်းဆုံးရွေးချယ်နိုင်မှုလိုပါတယ်။တင်ဘဝရည်တည်မှုပုံစံနဲ့အဝင်ခွင်ကျဖြစ်နေတဲ့အချိန်တိုင်းမှာကောင်းသောအလေးအထတွေကိုတိစောက်ဖို့ကပိုပြီးတော့လွယ်ကူလျက်ရှိပါတယ်။ အကယ်၍တင်ယုံသွားယုံပြန်တဲ့လမ်းမှာအားကစားလေ့ကျင့်ရင်ခံမတစ်ခုရှိတယ်ဆိုပါကတင်းအတွက်အားကစားစင်တာရောက်ဖို့ကတကူးတက သွားစရာမလိုတော့ပဲလမ်းမှာရှိတဲ့အားကစားစင်တာကိုအလွယ်တကူဝင်ရောက်နိုင်ပါလိမ့်မယ်ဒါဟာတင်းဘဝနေထိုင်မှုပုံစံအားဖို့တိုင်းမှုတွေများစွာမရှိစေပဲအလေးအထကောင်းတည်ဆောက်နိုင်တဲ့အခွင့်အရေးတရက်ဖြစ်ပါတယ်နိုင်ရှင်တွက်ချက်မယ်ဆိုဆိုပါက အားကစားစင်တာဟာတင်းသွားလာနေကြ လမ်းကြောင်းပေါ်မှာမရှိပဲအနေငယ်ခရီးထောက်တဲ့အကွာအဝေးမှာရှိနေတယ်ဆိုရင်တင်ဟာအဲ့ဒီကိုရောက်ဖို့အလုတ်တစ်ခုလိုသဘောထားပြီးခက်ခက်ခဲခဲသွားရမှာဖြစ်ပါတယ်။ဒါကြောင့်တင်ကအိမ်မှာရှိနေသည်ဖြစ်စေရုံသွားရသည်ဖြစ်စေတင်အတွက်အလေးအထကောင်းတွေတည်ဆောက်ဖို့တင်ဘဝနေထိုင်မှုပုံစံအားပုတ်တိုင်မှုဖြစ်စေမယ့်အခြေအနေတွေကိုအတတ်နိုင်ဆုံးရှော့ချနိုင်မှုလိုအပ်ပါတယ်။တခါတရံမှာကျွန်တော်တို့ကအလေးအထတွေစတင်တိဆောက်တဲ့အချိန်ပေါက်ဝင်ခြင်းနဲ့မြင့်မားတဲ့ပွတ်တိုက်မှုတွေဖြစ်စေတတ်ပါတယ် ကျွန်တော်တို့ကသူငယ်ချင်းတွေနဲ့အတူညနေစာအပြင် ထွက်စားတဲ့အခါအစားအသောက်တွေကိုချင်းချင်းစားတောက်ဖို့ဆိုတဲ့စီကံသတ်မှတ်ချက်တွေကိုလိုက်နာအောင်ကြိုးစားရလေရှိပါတယ်။အလားတူကျွန်တော်တို့ဗယံမတာဖယူဖယဲဖြစ်နေတဲ့အိမ်တော်စုအတွင်းစာအုပ်တအုပ်ပြီးအောင်ရေးနိုင်မှုခက်ခက်ခဲခဲကြိုးစားရပါလိမ့်မယ်။စိတ်ပြက်စရာစိတ်အနှောက်အယှက်ဖြစ်စရာပြည့်နှက်နေတဲ့စမတ်ဖုန်းကိုအသုံးပြုနေစဉ်အတွင်းအာရုံစူးစိုက်နိုင်အောင်တော်တော်လေးကြိုးစားရလေရှိပါတယ်။ တကယ်တော့ကျွန်တော်တို့ဘဝနေထိုင်မှုပုံစံအားပို့တိုင်မှုဖြစ်စေမဲ့အချက်တွေကိုကျွန်တော်တို့ကိုယ်တိုင်ဖယ်ရှားပြီးနိုင်ပါတယ်အဒီအချဆိုရပါကဂျပန်နိုင်ငံမှာရှိတဲ့ electronic ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းတွေဟာ1980ခုနှစ်များအတွင်းသူတို့ရဲ့စီးပွားရေးလုပ်ငန်းအားပို့တိုင်မှုဖြစ်စေမဲ့အခြေအနေအရရက်ကိုရှောင်ပြီးလုပ်ငန်းအောင်မြင်အောင် လုပ်နိုင်ခဲ့တာတွေ့ရပါတယ် ဂျပန်လူမျိုးတွေအနေနဲ့ထုတ်လုပ်ရေးလုပ်ငန်းအဆင့်ဆင့်ကနေအလေအလွင့်ဖြစ်နိုင်မဲ့ကိစ္စတွေကိုအတက်နိုင်ဆုံးရှော့ချပြီးကြစ်လစ်သောထုတ်လုပ်ရေးလုပ်ငန်းတွေဖြစ်လာအောင်ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။ဒါကြောင့်လုပ်ငန်းဝင်ပုံစံဒီဇိုင်းအားပြန်လည်ရေးဆွဲခြင်းအလုပ်ခွင်နေရာအခြေအဝန်အားတင်ပြအောင်ဆောင်ရွက်ခြင်းလုပ်ငန်းသုံးပစ္စည်းကရိယာတွေကအလုပ်သမားတွေအလွယ်တကူဆွဲယူအသုံးပြုနိုင်အောင် လက်တကွမ်းအကွာ၌ ထားရှိပေးခြင်းတွေကြောင့်မလိုအပ်သောကိစ္စတွေအတွက်အချိန်မကုန်စေတော့ပဲလုပ်ငန်းကိုထိရောက်အောင်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ဂျပန်နိုင်ငံကထုတ်လုပ်တဲ့ electronic ပစ္စည်းတွေဟာအမေရိကန်ကထုတ်လုပ်တဲ့ electronic ပစ္စည်းတွေထက်တောင်ပိုပြီးစိတ်ချခိုင်မာမှုရှိတာတွေ့ရပါတယ်။1994ခုနှစ်မှာအမေရိကန်နိုင်ငံတို့အယောင်ပါရုပ်တံဆက်ဟာဂျပန်နိုင်ငံထုတ်ရုပ်တံဆက်တွေထပ်ပိုပြီးတော့ကောင်းခဲ့ပါတယ်။သို့တော်လည်းနောက်ပိုင်းကာလတွေမှာတော့ရုပ်တံဆက်ထုတ်လုပ်မှုအပိုင်းကို ဂျပန်ကပို့ပြီးတော့အဆင်မပြေနဲ့ပို့ကောင်းအောင်ထုတ်လုပ်နိုင်ခဲ့ပါတယ်ဂျပန်နိုင်ငံအနေနဲ့တစုံတရာကိုနှုတ်ပယ်လိုက်ခြင်းဖြင့်ပို့ကောင်းသောအရာတွေဖြစ်စွတ်ပေါင်းထည့်နိုင်စေတဲ့မဟာဗျူဟာ addition by subtraction ကိုကောင်းစွာအသုံးချနိုင်ခဲ့ပါတယ်ဥပမာအနေနဲ့အသင်းအဖွဲလိုက်ဘောလုံးကစားခြင်းကဲ့သို့ရှင်ပြိုင်မှုလုံနေခြင်းအတွင်းမှာအသင်းတွေကတယောက်ယောက်ကိုထုတ်လိုက်ခြင်းဖြင့်မိမိအသင်းရဲ့စွမ်းဆောင်ရည်တွေထဲပေါင်းခံရသလိုမျိုး ပိုကောင်းလာစေတဲ့သဘောကိုရည်ညွှန်းသောမဟာဗျူဟာဖြစ်ပါတယ်။ဂျပန်လူမျိုးတွေကအလေအလွင်ဖြစ်စေမဲ့အားထုတ်မှုတွေကိုရှော့ချနှုတ်ပယ်ပြီးဖောက်တဲ့အရေးအတွက်နဲ့လုပ်ငန်းဝင်ငွေတိုးတက်မှုတွေကိုထည့်ပေါင်းနိုင်ခဲ့ကြတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့အချိန်တွေနဲ့ခွန်အားတွေကိုစုပ်ယုပ်နိုင်တဲ့ပို့တိုက်မှုဖြစ်စေမဲ့အချက်တွေကိုရှော့ချပြီးအနေငယ်အာယုံစိုက်ရုံနဲ့တိုးတက်အောင်မြင်ခြင်းဆိုတဲ့အကျိုးရလဒ်တွေကိုပူရအောင်လှုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။တင်ကအလေးအထဖန်တီးတိဆောက်ခြင်းဆိုတဲ့ထုတ်ကုန်ကိုကြည့်မယ်ဆိုရင် တင်ဘဝတွေကပုတ်တိုင်မှုဖြစ်လာစေနိုင်တဲ့ကိစ္စတွေကိုဖယ်ရှားခြင်းဖြင့်တင်ဘကထုတ်ကုန်အတွက်ဝန်ဆောင်မှုများစွာပေးနိုင်တာကိုတွေ့ရမှာဖြစ်ပါတယ်။ဒီတော့အစားတောက်ကုန်ပစ္စည်းဖြန့်ဝေရေးလုပ်ငန်းဟာကုန်စုံဆိုင်တွေစီဈေးဝယ်ဖို့အာထုတ်ဂျိုးပန်းစွာနဲ့တွားရတဲ့ခွန်အားသုံးဆွဲရတဲ့ပုတ်တိုင်မှုကိုရှော့ချပေးပါလိမ့်မယ်။ထို့နေတူချစ်သူနဲ့ချင်းစုနိုင်သော application dating app တွေဟာ social media ပေါ်မှာလူမှုရေးအရာအပြန်အလှန်မှိတ်ဆက်ရခြင်းဆိုတဲ့ ပို့တိုက်မှုတွေကိုရှော့ချပေးနိုင်ပါတယ်။အလားတူဇယိမ့်မျှပေးပို့ဆောင်ရေယူလုပ်ငန်းအနေနဲ့မြို့တွေကိုဘတ်စကားဖြင့်မဖြစ်မနေဖြတ်တန်းရမယ်ပို့တိုက်မှုကနေကင်းလို့စေပါတယ်။ထို့အတူ tax ရိုက်ပြီး message ပေးပို့ခြင်းဟာစာတိုက်ကတစ်ဆင့်စာပို့ရတဲ့ပို့တိုက်မှုတွေကိုရှော့ချစေပါတယ်။ဂျပန်နိုင်ငံအနေနဲ့အလုပ်သမားတွေရဲ့စွမ်းအင်အလေးအလွင့်ဖြစ်ပြီးဆုံးရှုံးရခြင်းတွေကိုရှော့ချတဲ့အနေနဲ့အလုတ်ခွင်အတွင်းကနေရာအခြေအဝန်းတွေကိုပြန်လည်ဒီဇိုင်းရေးဆွဲပြင်ဆင်ခဲ့ပါတယ်။ ထိုအခါဂျပန်နိုင်ငံရဲ့ရုပ်တန်ဆက်ထုတ်လုပ်ရေးလုပ်ငန်းမှာလုပ်ငန်းရဲ့အဆင့်တွေဘလောက်ပဲများနေသည့်တိုင်လှုပ်အားခွန်အားစွမ်းအင်တွေလေလွင့်ဆုံးရှုံးမှုမရှိတော့ဘဲထုတ်လုပ်ရေးလုပ်ငန်းကိုတွင်ကျဲစွာလုပ်နိုင်ခဲ့ပါတယ်။ထုတ်ကုန်ပစ္စည်းဖြန့်ဝေမှုအဆင့်ဆင့်ကိုကြည့်လိုက်တဲ့အခါဝယ်ယူသူဖောက်တယ်တွေအလွယ်တကူနားလည်စေမဲ့ညွန်ကြားချက်တွေပါရှိစေတာကြောင့်ဖောက်တယ်တွေဘက်ကရွေးချယ်မှုအပိုင်းကိုလည်းစိတ်ရှုပ်ထွေးမှုဆိုတဲ့ပုတ်တိုင်းမှုကနေကင်းလွတ်စေပါတယ်။ Google Home Amazon Echo, Apple HomePod ကဲ့သို့သော လုပ်ငန်းတွေရဲ့ထုတ်ကုန်တွေဟာလူတိုင်းအလွယ်တကူနားလည်စေဖို့နားလည်စေဖို့ညွန်ကြားချက်တွေရှင်းလင်းစွာပါရှိတာတွေ့ရပါတယ်။ဥပမာအနေနဲ့ Play Some Country Music ဆိုတဲ့ညွန်ကြားချက်ပါရှိခြင်းဟာသင်ဖုံးကိုအရင်ဆုံးထုတ်ပြီးတော့ Music App ကိုရှာပြီးတော့တခြင်းအပုတ်တွေတဲကတခါပြန်ရွေးဆိုတဲ့ပို့တိုက်မှုတွေနဲ့ ကြုံတွေ့စရာလုံးဝမလိုပဲ country တချင်းနှစ်တက်သူကတခါတည်းတိုက်ရိုက်နားထောင်နိုင်ပါလိမ့်မယ်။ကမ္ဘာနိုင်ငံတွေရဲ့အစိုးရတတော်များများကအထက်ပါမဟာဗျူဟာကိုအသုံးပြုခဲ့ဘူးကြပါတယ်။ British အစိုးရအနေနဲ့အခွန်ကောက်ခံမှုနှုံးထားကိုတိုးမြင့်လိုခဲ့တယ်။ဒါကြောင့်အစိုးရကသူ့ပြည်သူတွေကို tax အခွန်ကောက်ခံခြင်းပုံစံပါတဲ့ what pay အသုံးပြုနိုင်မှုဖန်တီးလိုက်တယ်။အဆိုပါသတ်မှတ်ပုံစံမှာအခွန်ငွေပေးခြင်းနဲ့ပတ်သက်တဲ့အချက်အလက်တွေကို ဗြိတိန်နိုင်ငံသားတွေကဖြစ်ဆော့ပြီးတင်ရတာဖြစ်ပါတယ်။ထို့အတူရခင်ကဗြိတိန်နိုင်ငံရဲ့အခုဝင်ငွေရရှိမှုယာကင်နှုန်း19.2%မှနေ့ယာကင်နှုန်းကနေ23.4%ယာကင်နှုန်းအထိတုပ်ပြန်မှုကောင်းတွေရရှိခဲ့တာတွေ့ရပါတယ်။ United Kingdom လိုနိုင်ငံမျိုးအတွက်အဆိုပါအခုငွေရရှိမှုယာကင်နှုန်းဟာတန်ပေါင်းများစွာသောပမာဏကိုကိုစားပြုနိုင်ခဲ့ပါတယ်။ British အဆိုရရဲ့အဓိကကြားတဲ့စိတ်ကူးကလှုပ်တင်လှုပ်ထိုက်တဲ့အလုပ်ကိုအတက်နိုင်ဆုံး လွယ်ကူအောင်လုပ်နိုင်တဲ့ပတ်ဝန်းကျင်တစ်ခုကိုအောင်မြင်စွာဖန်တီးတည်ဆောက်ဖို့ပဲဖြစ်ပါတယ်။ပုံမူကောင်းမွန်သောအလေးအထားတွေတည်ဆောက်ဖို့များလှစွာသောတိုက်ပွဲတွေကိုဆင်နွှဲရမှာကျွန်တော်တို့နဲ့ဓာတ်ရိုက်ဆက်ဆက်နွယ်ပတ်သက်နေတဲ့ပုတ်တိုက်မှုအမျိုးမျိုးကိုလည်းရှော့ချပေးရပါတယ်။ဒါမှသာကျွန်တော်တို့အားမကောင်းသောအလေးအထားတွေနဲ့ဆက်နွယ်ပတ်သက်စေနိုင်တဲ့ပုတ်တက်မှုပုတ်တိုက်မှုတွေဒိုးမလာနိုင်တော့မှာဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြခဲ့တဲ့ Atomic Habits အသေးအမွားအလေးထားမှသည်အောင်မြင်မှုများစီလို့အပိုင်း7ဒီမာတင်ပြီးဆုံးပါပြီဆက်လက်နားဆင်လိုပါကကျွန်တော်တို့ရဲ့ channel လေးဖြစ်တဲ့ Zone Info channel လေးကို subscribe လုပ်ပြီးတော့ notify bell လေးနှိပ်ထားပေးဖို့မေတ္တာရက်ခံပါတယ်သဘောကျနှစ်သက်တယ်ဆိုပါကလည်း like and share လေးလုပ်သွားပေးဖို့မေတ္တာရက်ခံပါတယ်အားလုံးကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ပြီးတော့ဘေးအန္တရာယ်အသွေးသွေးမှကင်းဝေးပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ